မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဗျဒီနေ့ကအင်္ဂါနေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ဒါ Champions League Quarter Final ဒုတိယကြိုးပွဲစဉ်နှစ်ပွဲရှိရပေါ့နော်အဲ့နှစ်ပွဲကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့သုံးသပ်ပေးမှာပေါ့နော်အဲ့တော့ဒီ Telegram မှာဆိုလို့ရှိရင်လည်းဒီကျွန်တော်ရဲ့ Channel ရှိရပေါ့နော် Telegram Channel ကို Join ခြင်းလဲဆိုလို့ရှိရင်ဒီ Video အောက်ကဒီ Comment မှာ Telegram Channel Link ကိုချပေးရတယ်ပေါ့နော်ဝင်ပြီးတော့ Join ထားလို့ရတယ် အဲ့တော့ဒီနေ့ညရဲ့ပထမဆုံးပွဲစဉ်ကဒီနေ့ညတနင်္ဂနွေမှာကစားမဲ့ Aston Villa နဲ့ PSG ပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ပြီး PSG က level 65ပြားရှုံးမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း10ပြားရှုံးမယ်ပေါ့နော်အဲ့တော့ဒီပထမကြောင်းမှာတော့ PSG က3ဂိုးတကိုနဲ့သူတို့နိုင်ထားတယ်ပေါ့နော် PSG ကပြောရမယ်ဆိုလို့ရှိရင်ဒီရာသီမှာသူတို့တော်လေးကိုပုံစံကောင်းနေရနေပြီးတော့ပြင်းသစ်လီဂူကမှာဆိုလို့ရှိရင်လက်ရှိဒီအဆင့်တက်နေရမှာသူတို့ရှိနေတယ်ပေါ့နော် ပြီးတော့ဒီသူတို့အနေနဲ့ဒီပြီးခဲ့တဲ့ဆက်ချောက်တင်ရှုံးလို့အဆင်မှာဆိုလို့ရှိရင်လည်းသူတို့လပဘူးကိုဒီ NIU ပြီးတော့သူဒီစိတ်ကိုရောက်ခဲ့တာဗောနော်အဲ့တော့ပထမအကြော့မှာ PSG ကသူတို့ဘီလာကိုအနိုင်ရခဲ့ဆိုမျိုးလို့ဒါဒုတိယကြော့ဘီလာဘက်မှာကစားမယ်ပွဲချင်းอ่ะဒါသူတို့တော့တော့လွယ်ကူလိမ့်မယ်လို့တော့မထင်ဘူးဒါမှလို့ဒီပြီးခဲ့တဲ့ဆက်ချောက်တင်ရှုံးလို့အဆင်မှာဆိုလို့ရှိရင်လည်းဒါအင်္ဂလန်ကကလပ်အသင်းတသင်းဖြစ်တဲ့လပဘူးကိုအနိုင်ရခဲ့တဲ့မှတ်တမ်းနေလေဒီ PSG မှာရှိထားတယ်ဗောနော်အဲ့တော့ဒီပွဲမှာဒီတစ်ဖက်က ဗီလာကိုကျွန်တော်ပြန်ကြည့်ရင်တော့သူတို့ကိုယ်တိုင်ကအတွင်းကို2-6ပြက်အတွင်းယူမှသာဒီနောက်ဆုံး၄သင်းစီးရင်ဝင်ဖို့သူတို့အနေနဲ့မျှော်လင့်ချက်ရှိမယ်အဲ့တော့ဒီပွဲမှာဒီဗီလာအနေနဲ့ PSG ဘက်ကိုသူတို့တိုက်စင်မြင့်ပြီးတော့ကစားလာဒီတိုင် PSG ရဲ့ဒီတံပြန်တိုက်စစ်ကလည်းဗီလာကိုအများကြီးဒုက္ခပေးနိုင်ခြင်းရှိရပါတော့ပြီးတော့လက်ရှိမှာဆိုလို့ရှိရင် PSG ကသွင်းကို2ဂိုးအသာရထားပါတော့ဒါမှမဟုတ်ဒီ Louis Henry ရဲ့ PSG ကပြောရမယ်ဆိုလို့ရှိရင်ဒီ Cancel Base Order တဲ့အသင်းမဟုတ်ဘူးเนาะအဲ့တော့ဒီပွဲမှာလည်းသူတို့ရဲ့ ဒီတိုက်စစ်ပုံစံနဲ့ပဲသူတို့ပွဲထွက်လာဖို့ရှိတယ်။ပြီးတော့ဘီလာအနေနဲ့ကျတော့လေအင်ကွင်းအတက်ချက်အပြည့်ရှိတယ်ဆိုပေမဲ့လို့ဒီ PSG ကဒီပြီးခဲ့တဲ့16လင်းချုံတွဲအဆင့်မှာဆိုလို့ရှိရင်ဒါပရီးမီးယားလိရဲ့ဒါအမော့စပီးယားအမြင့်ဆုံးအန်ဖီးလိုမျိုးကွင်းမျိုးမှာဆိုလို့ရှိရင်သူတို့လီဗာပူးကိုအနံ့ရခဲ့တာဒီနေ့ပွဲအတွက်ဆိုလို့ရှိရင်ဒီအထောက်အကူအများကြီးဖြစ်စေလိမ့်မယ်လို့ထင်တယ်ဘောနော်ပြီးတော့အဲ့ဒါကြောင့်ဒီပွဲမှာ ကျွန်တော်ဒီ PHG ကိုတဘောကြာအဲ့တော့ PHG level 65ပြားရှုံးမယ်ဆိုပေမဲ့လို့သူဘီလာကိုအနည်းဆုံးသူမရှုံးအောင်ကစားနိုင်လိမ့်မယ်လို့လို့ကျွန်တော်ထင်တယ်ဗောနောပြီးတော့ဒါဒုတိယရွေးချယ်မှုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ဂိုးပေါ်ရွေးချယ်ခြင်းတယ်ဗောနောဒီဘီလာကစားထားတဲ့နောက်ဆုံး9ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း9ပွဲလုံးကဒီတွင်ကို3ကိုနဲ့အထက်ကိုရောက်ခဲ့တယ်ဗောနောပြီးတော့ PHG ကိုယ်တိုင်ကစားထားတဲ့ဒီနောက်ဆုံး9ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းသူတို့9ပွဲလုံးအနိုင်ရရဲ့ဆိုပေမဲ့လို့အဲ့9ပွဲမှာဆိုလို့ရှိရင်4ပွဲက ဒီသူတို့ရဲ့ခန့်စစ်ကပေးကိုးတွေပြန်ပြီးခွင့်ပြုပေးထားတယ်ပေါ့နော်ပြီးတော့နှစ်သင်းလုံးကလည်းလက်ရှိမှာဒီတိုက်ဆက်အားသားတဲ့အသင်းတွေလည်းဖြစ်တယ်ပြီးတော့ဒုတိယကျော်လည်းဖြစ်တယ်ပေါ့နော်ဒီပွဲပြီးွားလို့ရှိရင်နောက်တစ်ထပ်ပြီးတော့ကစားဖို့ပွဲစဉ်တွေကမရှိတော့ဘူးပြီးတော့ဒီပြောရမယ်ဆိုလို့ရှိရင်ဒီ Champions League ရဲ့ price pool ပေါ့နော်ဒီအဆင့်နဲ့နောက်ထပ်ဒီ semi final ကိုတက်မဲ့အဆင့်ကကြားထဲမှာဒီစုကြီးပမာဏအရန်กว่าတယ်ပေါ့နော်အဲ့တော့ဒီနှစ်သင်းလုံးအနေနဲ့ဆိုလို့ရှိရင်နောက်တစ်ဆင့်ကို ဒီသူတို့ကိုယ်တိုင်ရောက်ချင်းလိမ့်မလို့ထင်တယ်မဟုတ်လားဒီဘွဲကအကျိတ်နဲ့ရှိလိမ့်မလို့ကျွန်တော်ထင်တယ်ဒါဒုတိယရွေးချယ်မှုအနေနဲ့ဆိုလို့ရှိရင်ဂိုးပေါ်ရွေးချယ်ပေးမှာပေါ့အဲ့တော့ဒီနေ့ညရဲ့ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီတနိုင်ပွဲမှာပဲကစားမယ်ဒေါ့မွန်နဲ့ဘာစီလိုနာပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ရင်ဒီဘာစီလိုနာကဒီတကိုးသွင်း85ပြားရမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း80ရှုံးပေါ့နော်ပြီးတော့3ဂိုးသွင်း80ရှုံးပေါ့နော်ပထမကြောမှာဘာစီက ဒီလေးခုပြတ်နေသူတို့တော့မောနိုင်ရတယ်အဲ့တော့တော့မောအနေနဲ့ဒါဒုတိယကြောသူ့ရဲ့အိမ်ခွင်းမှာကစားရသည့်အတိုင်းဒီဘာစီကိုကြော်ဖို့ဆိုတော့သူမလွယ်ဘူးပေါ့နော်ပြီးတော့ဘာစီကိုတိုင်ကလေဒီရာဒီချန်ပီယံလိမှာဆိုလို့ရှိရင်သူတို့ဆက်တပွဲကစားပြီးတော့ဒီတိုက်စစ်ကအတွင်းကိုစုစုပေါင်း36ဂိုးလောက်ရထားတယ်ပေါ့နော်ပြီးတော့ဘာစီကဒီသူတို့ကစားခဲ့ချန်ပီယံလိနောက်ဆုံး10ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်ဒီကိုပွဲကဒီသူတို့ရဲ့တိုက်စစ်ကအတွင်းကို2ဂိုးနဲ့အထက်ကိုရအောင်အတွင်းထားရပေါ့နော်ပြီးတော့ဒီဘာစီလိုနာရဲ့ဒီနောက်ဆုံး ဒီကစားခဲ့တဲ့အဝေးကွင်း15ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲပြိုင်ပွဲဆုံးဘောနောပြိုင်ပွဲဆုံးအဝေးကွင်းနောက်ဆုံး15ပွဲမှာဆိုလို့ရှင်လဲဒီသူတို့ရဲ့တိုက်စစ်က twin goal 2 goal နဲ့အထက်ကိုရခဲ့တယ်ပြီးတော့ဘာစီကစားခဲ့တဲ့ဒီ Champions League နောက်ဆုံး3ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်3ပွဲလုံးသူတို့ကိုယ်တိုင်ကဒီ twin goal 2 goal နဲ့အထက်ကိုရအောင်တွင်းထားတယ်ဘောနောဒီ Dortmund အနေနဲ့ကကြတော့သူတို့ကစားခဲ့တဲ့ ဒီပြန်ဝဲစုံနောက်ဆုံး9ပွဲကိုကျွန်တော်ပြန်ကြည့်ရင်9ပွဲလုံးတို့တပွဲမှကလင်းရှိမရသေးဘူးပွဲတိုင်းဒီပါတို့ရဲ့ခံစည်းကပေးကိုခွင့်ပြုပေးထားတယ်ပေါ့နော်အဲ့တော့နှစ်သင်းလုံးရဲ့လက်ရှိအခြေအနေကိုကျွန်တော်ထပ်တွက်ကြည့်မယ်ဆိုလို့ရှိရင်ဒီပွဲကဒီတွင်းကိုတွေမြန်မြန်ဆဆနဲ့ပရိတ်သတ်တွေအတွက်ဒီ entertaining ဖြစ်စီမယ်ပွဲတစ်ပွဲလို့ထင်တယ်ပြီးတော့ဘာစီရဲ့ချန်ပီယံလိနောက်ဆုံး၁၇ပွဲမှာဆိုလို့ရှိရင်လည်း၁၀ပွဲက twin ကို3ခုအနည်းဆုံးရှိထားရဲဆိုတော့ဒီဘွဲမှာကျွန်တော်ဒီနှစ်သင်းပေါင်း twin ကိုရေတက်ကြည့်ခြင်းနဲ့ပေါ့နော်ဒီ22 32လောက်အနေနဲ့ဖြစ်နိုင်ရရှိမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီဘွဲမှာဒီ3ခု twin 80ရှုံးမယ်ဆိုပေမဲ့လို့နှစ်သင်းပေါင်း4ခုလောက်တော့ရှိလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒါဒုတိယဘွဲတင်မှာလည်းကျွန်တော်9ပေါ်ပဲထပ်ပြီးရွေးချယ်ပြေးမယ်ပေါ့